မင်္ဂလာပါဗျာမင်္ဂလာပါမင်္ဂလာပါလို့ကျမပါသေးချမ်းသာပါသေးနော်ပိုင်ရဲကိုမျက်နှာမြင်ပိုင်ကိုတကြလို့တနေ့ကိုပြောင်းရွှေ့ကြပါသေးကြောင့်ကိုပိုင်ရဲကိုစုံမကောင်းတောင်းပါလိုက်ဗျာဒီနေ့ကတော့ကျွန်တော်တို့နှစ်ရက်အဲ9,225ဖြစ်တယ်ပေါ့နော်တမ်းတော်အောင်ပွဲတွေကတော့တော်တော်များလာပြီတော်တော်ကြီးကိုများလာပြီတော်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 ကြီးကိုများလာပြီဗျာဒီမိုးပြဲမှာဆိုလို့ကြတော့အလုံးစုံအောင်လုံးအောင်လုံးကိုတော်တော်သိပ်ပိုက်သွားပဲအကြံဖတ်တွေကဝေး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 ဒိုးဒိုးဒိုးညောင်းဆိုပြီးသွားပြီအကုန်ဒိုးသွားပြီး အဲ့တော့မိုးရွက်ကိုကျွန်တော်တို့ကပိုက်ပိုက်နိုင်နိုင်ထိတ်ထုတ်လိုက်ပြီးဆက်လက်ဒီမင်းအောင်ထိတ်ထုတ်ဖို့ဆိုတော့တံတော်ရဲ့တာဝန်ဖြစ်သွားပြီเนาะအဲ့ဒါတော့ပြောမှာတံတော်တာဝန်ဖြစ်သွားပြီပြီးတော့တောင်းကျွန်တော်တို့၄နိုင်မှာခလာ30ကိုတိုက်ဖို့ဆိုပြီးတော့ကျွန်တော်တို့အစိုးရတရင်ရရှိတာလေဒါကျွန်တော်တို့လည်းပြောနေတာချင်เนาะအဲ့မှာဘာဖြစ်လဲဆိုတော့သူ့တိုက်ဖို့ဆိုပြီးတော့ဘာမှလဲဆိုတော့ဒီဟိုစိတ်ဖူးတောင်းတို့ကင်းကြီးရွာတို့မှာဒီ PDF တွေနဲ့ KNU တွေနဲ့အကြံဖတ်တွေစုနေတယ်စုနေတော့ကျွန်တော်တို့အာတရင်ဖို့တဲ့သူတွေတရင်ဖို့တယ်ပို့ကြတဲ့အခါကျပြည်သူတွေကလည်းမကျေနပ်တဲ့အခါကျတော့တရင်ဖို့ကြတယ်အဲ့ခါကျတံတော်ကဟိုဥတယ်ပေါ့ဗျာဥလိုက်တော့ဘာဖြစ် တယ်ဆိုပွဲချင်းပြီးတာတဲ့တော်တော်များတယ်။ယာနဲ့ချီကိုများတယ်။အဲဒီမှာကစင်ကလေးနဲ့ထွက်ပြေးသွားတော့ဒါအောင်ဝဲဖြစ်တယ်။ပြီးတော့ခလာ39ကကျွန်တော်တို့အဲ့တက်ထမ်းမှာကကျွန်တော်ပြတိုင်ရင်တင်းဆိုလို့ရှိရင်များလူကြီးဘယ်လောက်ရှိနိုင်မလဲခံမှန်းပေါ့။ဟိုတစ်ခွဲတစ်ခွဲကိုဗျာ90လောက်ထားလိုက်အောင်။အခုဒီဘက်ခင်းက95ခွဲဆို150 200လောက်ပဲရှိမှတာ။အဲ့မှာအဲ့လို200ရှိတာမဟုတ်အဲ့တိုင်ရင်တင်းလုံးလုံးရှိမှဒါပပရရပဲရှိအလုံးဖြန့်ကျဲကြတာဟိုကျွန်တော်တို့ကင်းနေလုတ်ပြီးတာတော့။အဲ့တော့အဲ့ဒါကိုချက်ကောင်းယူပြီးတော့လာပြီးတိုက်တာရှိ။ ိုက်တဲ့ခါကျတော့ကျိုးတင်တည်ရလို့ဒါတောင်ငူပိုင်းမှာအောင်မြင်တယ်ပေါ့တောင်ငူပိုင်းအောင်မြင်တယ်ပေါ့ဒါတော့ဒီတက်အောင်မြင်လို့လေဒီတန်တော်ကြီးတို့ဘက်မှာလည်းပွဲတွေကာနေတယ်အေတို့ကဲယူနိုက်တက်ပွဲတွေကာနေတယ်ပွဲတန်တန်တန်ကိုကာနေတယ်ဒါတမ်းတော်ဘက်ကဒီဒီဘက်နောက်ဆုံးမှာ ဆုံးရှုံးမှုမရှိအောင်လို့ဒါကျွန်တော်တို့လှုပ်ဆောင်မှအနေအထားမျိုးရှိတယ်ဒါကျွန်တော်နိုင်ငံအတွက်ရင်လေးတဲ့ရင်လေးတဲ့အချက်ကျွန်တော်အားလုံးပေါင်း23ချက်ရှိတယ်အဲ့ဒါကိုကျွန်တော်ပိုင်ရဲကိုအကောင့်နေပြီးကျွန်တော်ပြောပြပေးမှရှိတယ်ဒါနိုင်ငံအတွက်လှုပ်ဆောင်မယ်အစိုးရတိုင်းလှုပ်ဆောင်မယ်အချက်လေးတွေပြင်ဆင်ရမယ်အချက်လေးတွေပေါ့ဒါကျွန်တော်ပြည်သူတောင်းနေတဲ့ခံစားမှုတင်ပြမှရှိတယ်အဲ့ဒါလေးကိုပိုင်ရဲကိုအကောင့်နေပြီးဒုတိယ file ပြီးကျွန်တော်လွှတ်ပေးမယ်နော် မြေကြီးနားမှာဆိုလို့ကျန်တဲ့ဒီမြေဆုပ်မြေဆုပ်ဘက်မှာလည်းပွဲတွေကာနေတယ်။နောက်တစ်ခါကျတော့မြေကြီးတဲ့ပြင်အဲဝေဆုပ်မြေဆုပ်ဘက်မှာပွဲတွေကာနေကာမိုင်းတို့ဒီကျွန်တော်တို့ကာမိုင်းနဲ့ဟိုနေဖားကန်လိုင်းရှိတယ်။အဲ့မှာလည်းပွဲတွေကာနေတောက်ချောက်ကာနေတယ်။ဒီဖားကန်ကတော့ကျွန်တော်တို့ဒီဘက်တော်တော်ထိုးစစ်တွေကတော်တော်အောင်မြင်သွားပြီ။ဖားကန်ဆိုဒီဘက်ဆိုမရှိကြတော့တက်ဟိုဘက်ဆိုင်းတောင်ဟိုဘက်ဖားကန် ောက်ချောက်ထောက်ချောက်ကိုကျွန်တော်တို့ကောင်းကောင်းရှင်းနေပြီဖြစ်တယ်เนาะအဲနောက်တစ်ခုထပ်ပြောမယ်တဝဲတဝဲ kiss လေးပြောပြအောင်မယ်တဝဲ kiss ကကျွန်တော်တို့အမတ်တန်ကိုစိတ်မကောင်းစရာကက်တပါကျွန်တော်ဟိုတနေ့ကပြောရပါတယ်ဒါဝနေ့မှလည်း Harley Quinn စကန်ကိုကျွန်တော်တို့ဆုတ်ခွာလိုက်ရတယ်ဆိုတာကျွန်တော်ပြီးခဲ့ရက်ကပြောထားတာရှိတယ်အမတ်ငယ်အဲ့ဒီစကန်ဆုတ်ခွာတာဒါကျွန်တော်တို့ကိုပြောနေတဲ့ file နဲ့ဒါမှနောက်အဲ့ဟိုနေဆရာတော်ဘုရားသူကလည်းရွာသားဖြစ်နေကြတော့ပြောပါများလာတော့ကျွန်တော်လည်းမဖြစ်မနေပြောရမယ့်စကားလေးဖြစ်လာတယ် ဘာဖြစ်လို့ဆိုအဲ့စခန်းနဲ့တိုက်ဖို့ဆိုတာကကျွန်တော်တို့လေငွေးနှမကြီးတက်တယ်အများကြီးရှိတယ်မြင်နေရတယ်၃ပိုင်းလောက်ပဲกว่าတယ်ကွင်းနဲ့ရွာတရွာပဲရှိမှာဗျာအဲ့ဒါကိုပြစ်ကူစစ်ကူလုံးဝမပေးပါနဲ့တမနယ်လုံးခံချတယ်နောက်ဆုံးအဲ့မှာတခံချလိုက်တဲ့အဲ့ဟာလီကွင်းစခန်းမှာရှိနေတဲ့တရင်မူကနောက်ဆုံးသူ့ကိုယ်သူတက်ပြီးတော့တေသွားလိုက်တယ်ဘာဖြစ်လို့ဆိုအရက်စိတ်လဲသူတို့မကောင်းအောင်ဖြစ်သွားမှာပေါ့နော်ဒါတော့နီနီလေးကိုပြစ်ကူစစ်ကူပါမှာလာပေးလိုက်တော့ကျွန်တော်ပြောတယ်အဲ့ဘက်ကမှကျွန်တော်တို့လာပြီးတော့တိုက်တဲ့ဟာက တက်ကဘာဖြစ်လဲဆိုတော့လူအင်က90လောက်ပဲရှိတယ်ဟိုဘက်က3လ5လောက်နဲ့လာတိုက်တာအဲ့ဒါကိုကျွန်တော်တို့ဟိုတိတိချာချာလေးကျွန်တော်တို့ပြောတယ်အဲပြီးလိုက်ပြောတက်ကလေးလာကျတော့ဇာဟာရွာကိုလာကျဲသွားတယ်ဇာဟာရွာမှာလည်းတကယ်ဖုံးကြီးအစ်စ်တွေတည်တာပြန်တော်တော်မူပါလားအဲ့မှာရှိတဲ့ပုံကိုတွေကရွာလူရွာသားဖြစ်တယ်အဲ့မှာ PDF တယောက်ဝင်သွားတော့ဘုံခုနှစ်လုံးလောက်ပြစ်ချသလိုဖြစ်အကြမ်းဖက်ကြိုင်နာတယောက်လောက်ဝင်သွားတော့အဲ့လိုမျိုးဖြစ်တယ်အမှန်တကယ်ကသူတို့အကုန်လုံးကလန့်နေတာပါပြီးဆိုတော့ viewer မှုယူသူတို့လန့်နေကြတယ် ပြီးခဲ့တဲ့ရက်ကလည်းအဲ့ဒီဟိုဗီယောင်မိုးမောင်းလန်းနဲ့တရချောင်းမြိတ်တို့ဘက်မှာလည်းအဲ့လိုပွဲကားတဲ့နေရာမှာလည်းအဲဘယ်လိုပြောမလဲဆိုတော့တက်မတော်ဘက်ကပေးဆက်တာတွေကတော်တော်ကြီးကိုစိတ်ထဲတွေအခက်ခဲတွေဖြစ်လာဒီတဝယ်မျိုးအနီးမှာရှိတဲ့စစ်ကြောင်းတစ်ခါသွားတယ်စစ်ကြောင်းသွားလိုက်တဲ့အချိန်မှာကျွန်တော်တို့စကား9စီးလောက်သွားတယ်အဲ့ဒီမှာ PDF ခင်းရှိတယ် PDF တွေရှိပါတယ်ဆိုပြီးတော့တရေပို့တော်တော်က viewer ကသွားဆိုသွားခိုင်းလိုက်တော့ဘာဖြစ်လဲဆိုတော့တက်ဟိုမိုင်းဆွဲခံလိုက်တော့3စီး ဤကပြက်စီမွားစာခြေသွားတယ်เนาะ၄စီးလောက်ပဲလွတ်သွားတယ်ဒါအဲ့ဒါကိုကြည့်ပြီးတော့သူတို့ကဘာဖြစ်လဲဆိုတော့နည်းနည်းဘီဝါမူကတော့ဘာသူကဘာတည့်ရသီးလားဖရဲသီးလားငရင်ဘာသီးလားတမောသီးလားငပြောသီးလားတွေဖြစ်ကုန်ပြီအဲ့ဒါကငကိုတဲ့ကသူကြားလာပြီတဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီ PDF ကဒီမှာရှိနေမှတည်တယ်လုံးဝမတိုက်ခံဒီနာ PDF ရှိလို့ဆိုရှောင်းကင်းသွားခိုင်းနေဒါမျိုးတွေပဲလုံနေတာတော်တော်ကြာပြီတဲ့ဆိုတော့ဒါလည်းနည်းနည်းကျွန်တော်တို့တက်မတော်အနေနဲ့နည်းနည်းစဉ်းစားစရာဖြစ်ပါတယ်ဗျအဲ့တော့အဲ့ဒီဖြူမှမှုကိုသူကမလဲပေးလို့ကျေဘာဖြစ်လဲဆိုတော့ဟို တထေးရသခိုးမွေးတယ်လို့ဖြစ်နေလိမ့်မယ်တဲ့တာတက်ကနေမှထားပြီးတော့မှဘာဖြစ်လဲဆိုတော့အကုန်လုံးဒါအေဒီတပွဲဟိုနေမှတနင်္လာရတိုင်းဘက်တော်တော်များများကပေးဆက်ကြလိမ့်မယ်လို့ဆိုပြောလာတယ်အားလုံးပေါင်းပါဗျာတဲ့ဒီတနင်္လာရတိုင်းတတိုင်းလုံးမှာအကြံဖက်အများဆုံးကြီးတထောင်ကိုတဲ့ အဲ့ဒါကိုကလုံးဝမလုံနိုင်တာကတကယ်ထူးခြားခြားအံ့ဩနေတယ်တဲ့ပြီးတော့တက်သွားမဲ့နေရာတွေအကုန်သတင်းပေးနေတာတွေတကယ်ဟိုမှာရှိပါတယ်ဆိုတဲ့အကြောင်းသတင်းပေးအဲ့နေရာကိုသွားခိုင်းနေဘယ်နားမှာရှိပါဆိုအဲ့နေရာကိုသွားခိုင်းနေတဲ့အဲ့ဒါကအမှန်တရားဖို့ကောင်းနေပါပြီတဲ့တစ်ချိန်နဲ့ချိန်တိုင်းမပေါ်အချိန်ပေါင်းများစွာဖြစ်နေပါပြီတဲ့အဲ့ဒါကိုပါကြီးမှလည်းပြောပေးပါအောင်ပြောပေးပါတဲ့ဆိုတော့ကျွန်တော်ကတော့ဒါဒေတာကန်ရဲ့ဟိုခန်းစားချက်တွေ ဟေးအေဂျင့်စီကျင်တဲ့ဆန္ဒတခုရှိတဲ့ကြောင့်ကျွန်တော်ပြောပြတာဖြစ်ပါတယ်ဒါကျွန်တော်တူးသားစီတူးသားစီမရှိဘူးဒေသခံပြည်သူတွေပြည်သူတွေဒုက္ခရောက်နေပြည်သူတွေခံစားနေရတာအများအားပြောပြမှာဖြစ်တယ်နော်ဒါအိုကြီးတွေဒါဒါလုံစားနေတာတွေကိုလည်းကျွန်တော်ဒါပြောပြမှာဖြစ်တယ်နော်နောက်ပိုင်းလေးနောက်ဆက်ပြောပြပါမယ်ဟာလာပြည်သူတွေတအားမခံမြန်းနိုင်နေဖြစ်လာတော့ကျွန်တော်လည်းစိတ်မကောင်းစွာနဲ့ပဲပြောရမယ်အနေထားမျိုးလေးတွေရှိလာတာပေါ့နော် နောက်တစ်ခုရခိုင်ဘက်မှာကျွန်တော်မင်းကပြောတယ်ရခိုင်ကိစ္စလေးတွေပြောတယ်ဒါဘင်္ဂလားဒေ့ရှ်ဘက်ကနေပြောမှဒီလိုပြဿနာတွေဟိုဖန်ကြီးလာတာတွေဘာညာတွေကျွန်တော်ပြောတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့တိတ်ပြီးတော့စိုးရိမ်မှုတော့မရှိပါဘူးကျွန်တော်အနေနဲ့ပြောတာပါစိုးရိမ်မှုတော့မရဘာကြောင့်စိုးရိမ်မှုမရှိလဲဆိုလို့ရှိရင်ဒါကအဲနိုင်ငံရဲ့ကောင်းဆောင်နေပုံမှာပဲမူတည်ပါလိမ့်မယ်เนาะ ပြည်သူတွေနေနဲ့ဒါတစ်ဖက်ကစိုက်ွားလဲရှိတော့ကျွန်တော်တို့တော့တိတ်တော့မစိုးရိမ်ဘူးဒါပေမဲ့အခုတက်ကပါရေးနေရာမှာရှိလဲဆိုတော့ကျွန်တော်တို့ဟိုဒီမောင်တော်တို့ပေါတော်ဝါတို့နော်မောင်တော်တို့ပေါတော်ဝါတို့ရံရွဲတို့တန်တွဲတို့ကမှလည်းစိတ်ရင်ရင်အင်းနေရာဒီပင်လယ်ပြင်မှာဆိုရင်အစီ20 30လောက်ကိုဒါဝိုင်းရံထားတာရှိတယ်အောက်မှာလည်းရင်ကိုသမောတွေနဲ့ဒါဝိုင်းရံထားတာရှိတယ်နော်ကြောက်တော်ပဲဆိုဒါမောင်းတော့မောင်းတော့မှာဆိုကြောက်ဘူးသူကြည့်ရနားမှာစိတ်မနဲ့ကျောင်းရဲ့အနီနားမှာဆိုတော့ဟို ဒါကျွန်တော်တောင်းတော်ဒီနေ့ကကင်းစကန်းနေအများကြီးခြားတာရှိတယ်အနောက်ဖက်ကကျောင်းကြီးမှာလည်းစီရီနေအများကြီးခြားတာရှိတယ်နော်ရန်ပဲတို့ဟိုစကူကျွန်းတို့ဟာလားအဲ့ဘက်မှာကလဒန်မြန်မာဆိုလည်းလုံကျိုးကြီးနေတောက်လျှောက်ပြီးတော့လှုပ်ဆောင်နေတာရှိတယ်တမန်တော်ကနိုင်ငံတော်ရဲ့အနေထားအဆင့်အလဲပဲဒါသူတို့အနေနဲ့ဟိုကာကွယ်ဆောက်ရှောက်ပေးတာတော့ရှိပါတယ်ပြည်သူတွေအဲမရခိုင်ပြည်သူတွေဒုက္ခရောက်မှာဆိုလို့အဓိကကတော့ဒီအကျန်းဖက် A တွေကရဲ့ လှုပ်ဆောင်မှုပေါ့နော်အကျန်းဖက်အေးတွေကအကျန်းဖက်နေတဲ့များကံလာပတ်လုံးကတော့ရခိုင်ပြည်သူတွေကတဖြည်းဖြည်းအငတ်ဘေးနဲ့ဆင်းရဲဘေးနဲ့ဒုက္ခတွေအမျိုးမျိုးရောက်ရှိလာတော့မှာဖြစ်ပါတယ်မြို့တွေမြို့တွေမှာရောက်နေတဲ့ဟိုရခိုင်တိုင်းသူတိုင်းရင်းသားတွေကလည်းပဲခင်ဗျားတို့အေးကိုထောက်ခံပေးနေမယ်ဒီလိုလှုပ်ဆောင်မယ်ကျွန်တော်တို့သိပါတယ်နော် တည်တယ်သို့တော်လည်းပဲလှုပ်ဆောင်ပေးနေမှာဆိုလို့ရှိရင်ခင်ဗျားတို့ပြည်သူအချင်းချင်းပဲပြန်ပြီးတော့အကုန်တည်ကြမှာဖြစ်တယ်เนาะအဲ့ဒါလေးပဲပြောချင်တယ်တမန်တော်ကတော့ဟိုဒါစကားပြောရင်ပိုင်းရစကားပြောလို့ကျန်အကြီးတွေပြောတဲ့ဖြစ်ပါလိမ့်မယ်အခုကတော့ကျွန်တော် ARV တိုင်းတို့ပါလို့ဆိုရင်အေးစေးစေးနော်ဘကိုးဆက်တွေအေးစေးစေးပြေးဆက်တွေအေးစေးစေးညောင်ကျိုးအေးစေးစေးအဲဒီဘက်ကသူတို့မလှန်ရတော့ဖြစ်တယ်ဟိုဘက်ကပြောင်းနေကြပြီဘလို့ပဲဖြစ်ဖြစ်အေးရတော့ဒါနေရာတိုင်းမှာလိုက်ပြီးတော့ ဟိုနေဖြစ်နေစိတ်ကစားနေတဲ့အတွက်ဒါသူတို့ရဲ့စိတ်ကစားပုံကစားနည်းလဲကျွန်တော်တို့သဘောကျပါတယ်စီရေးရစီရကိုပြောတာပါနော်တိုက်ဝန်တိုင်းကြီးလည်းသဘောကြပါတယ်သို့တော်လည်းပဲလှုပ်ဆောင်ချက်တွေမှားနေတယ်ဆိုတာလေးပဲပြောချင်ပါတယ်အဲလှုပ်ဆောင်ချက်တွေမှားနေတယ်နော်အဲ့ဒါလေးတော့လှုပ်ဆောင်ချက်လေးမှန်သွားမယ်ဆိုလို့ချင်းတော့ဒါတိုင်းပြည်အတွက်အကျိုးရှိပြီးတော့အခုကလှုပ်ဆောင်ချက်တွေမှားနေတော့တိုင်းပြည်ဖြတ်စည်းတာမျိုးဖြစ်ပါတယ်နော်အဲအခုအားလုံးကျမပါသေးဒီနေ့အဲကျွန်တော်ဒါဝင်နေပါ နှစ်ရက်နေပေါ့နှစ်ရက်နေကိုကျွန်တော်ဒါနည်းနည်းစောစောလေးမှပြောသားပေးတာဖြစ်တယ်အဲညတော့လည်းမနက်ကလည်းပွဲကြတယ်ညလည်းပွဲကြတာရှိတယ်เนาะစောစောကျွန်တော်ပြောသားပေးတာရှိတယ်အခုတန်တော်ကြီးအနေနဲ့ကတော့ဒါပြက်ပြက်သားသားရှင်းလင်းဖို့အချိန်တိုင်ပြီလို့ပဲပြောချင်ပါတယ်ရှင်းလင်းရှင်းလင်းနေပြီအဲပြီးတော့ဆက်ပြောပါမယ်နောင်ချူနောင်ချိုဘက်မှာဆိုလို့ရှင်တော့ဒါဟိုကြောင်မဲဘက်မှာလည်းမနေ့ကပွဲကြတာရှိတယ်တီးရက်လက်လေးစုပ်ရမယ်ဆိုတော့ အာမျိုးလေးတွေအနေထားကြဒါမှတရားလန်လေးဆိုတာကဝါဆုပ်ခိုင်းလို့လဲဆုံးမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့တပ်မတော်အနေနဲ့မဟုတ်ဘူးဒေတာကြီးရှိနေတယ်ဒီအကြမ်းဖက်တွေကယန္နာပစ္စည်းတွေပေါ်မှာဖေကူးထိုင်နေတယ်များကာလာပေါ်တော့တပ်မတော်သားတွေတိတ်နေအောင်ပါပဲယန္နာပစ္စည်းတွေထွက်တဲ့နေရာတွေမှာအကြမ်းဖက်တွေဖေကူးထိုင်နေတယ်များကာလာပတ်လို့ပြည်သူတွေဒုက္ခရောက်နေအောင်ပါပဲအဲ့ဒါတောင်းတော့ကာကွယ်ကြိုးစားသိပါစေလို့ပြောကြတဲ့ဘာရဲကိုနှုတ်ဆက်ပါရအားလုံးကြံ့ပါပါစေချမ်းသာပါစေနော်